ကဲအားလုံးပဲမင်္ဂလာပါတက်ဖိုက်စီစီကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်တော့လုံးဝကင်မရာဘိုင်းမှာ share မ share ဆိုတဲ့ဖုန်းလေးလေးလိုချင်တယ်ဂိမ်းလေးကလည်းဆော့ဖို့ကလုံးဝကို smooth ဖြစ်နေစေရမယ်အဲဈေးဆိုလို့ရှိရင်လည်းကျွန်တော် iPhone ရဲ့ဈေးထက်ကိုလုံးဝတက်တာနေစေရမယ် okay ဒီလိုဒီလိုအချက်တွေနဲ့ပြေဝနေတဲ့ဖုန်းသလုံးအကြောင်းကိုကျွန်တော်ဒီနေ့မှ review လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲသိကြတဲ့အတိုင်းပဲကျွန်တော်ဒါတချို့ဖုန်းတွေမှာဆိုလို့ရှိရင်တော့ဒါဇွန်းဆွဲပြီးရိုက်တဲ့အခါမှာကျွန်တော်တို့ဒါပုံတွေဝါနေတာမျိုးကြီး focus မပြတ်တာမျိုးတွေလုံးဝရှိမနေပဲနဲ့တကယ်ကိုမှကြီတောက်ရှင်းပုံကောင်းကောင်းလေးတွေလိုချင်ပါတယ်ဆိုတော့ပရိသတ်တွေအတွက်ဒီနေ့မှပြောပြပေးသောမယ့် phone ကတော့ Vivo ကထုတ်ထားတဲ့ Vivo X200s ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ phone ရဲ့ကျွန်တော်တို့ဒါ specification လေးတွေပြောရမယ်ဆိုရင်တော့သူ့ရဲ့ screen size က6.67 inch ကိုမှကျွန်တော်တို့ဒါ full screen size နဲ့ထုတ်ပေးထားတာဖြစ်တဲ့အတွက်ကိုဂိမ်းဆောင်လို့လည်းကောင်းတယ်ရုပ်ရှင်ကြည့်လို့လည်းကောင်းပဲဘာလို့ဂိမ်းဆောင်လို့ကောင်းလဲလို့ပြောရသလဲဆိုလို့ရှိရင်တော့သူ့မှာ3မီတာတဲ့ graphic graphics ဆိုရင်တော့ကျွန်တော်တို့ Intel G925 ကိုတုံးမိထားတဲ့အပြင်ကောင်မှာ performance chipset အနေနဲ့ကတော့ကျွန်တော် MediaTek Dimensity 9400 plus 3 nanometer တုံးမိထားတာဆိုတော့ AC ဒူးနဲ့ပြီးတော့ကြိုက်တဲ့ game ဆွဲလို့ရတယ်ကျွန်တော်ဒါသူ့ဖုန်းရဲ့အလေးချိန်ကိုပြောရမယ်ဆိုလို့ရှိရင်တော့သူ့ဒီ grand ရှိတယ်ဆိုတော့ဒီလောက်ထိနည်းနည်းလေးလေးရတဲ့အကြောင်းရင်းကလည်းသူ့မှာက3မီတာတဲ့ battery capacity က6200 mAh ဆိုတော့6200 mAh ကိုမှသူ့မှာ3မီတာတဲ့ charging sporting ကကျွန်တော် 90W ဆိုတော့90 watt ဆိုပြောရမယ်ဆိုရင်နည်းနည်းလေးတော့အာမင်းရအောင်120 watt လောက်ထိကိုစပိုနေပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်တော်တော်လေးတဘောကြမိမှာဆိုတော့ okay water resistant အနေနဲ့ IP68 နဲ့69ဒီပါဝင်တာဖြစ်တဲ့အတွက်ရေဆိုတာလောက်ကတော့ကျွန်တော်စာမဖွဲ့ဘူးရေစိန်လဲခံမယ်ဖုန်နဲ့တဲတဲ့ကတော့ကျွန်တော် AC ပဲဆိုတော့ကျွန်တော် RAM storage ဘန်ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ရွေးချယ်စရာ9မျိုးရှိတယ်အဲ့လိုမျိုး9မျိုးရှိတဲ့ပြင်ကုန်းမှာကျွန်တော်ရွေးချယ်စရာ color အနေနဲ့ကလည်းကျွန်တော်9မျိုးရှိမယ် okay RAM storage ဘန်ကိုအရင်ပြပြမယ် RAM train မှာဆိုလို့ရှိရင်တော့ရွေးချယ်စရာတို့ storage gap တွေက 256GB နဲ့ 512GB နှစ်မျိုးရမယ် RAM system မှာဆိုလို့ရှိရင် storage 256GB နဲ့512ကိုမှနောက်တစ်မျိုးအနေနဲ့ storage 1TB ထိရွေးချယ်စရာရှိဆိုတော့ total 5မျိုးရှိမယ်ရွေးချယ်စရာ color အနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်5မျိုးရှိတယ် gray silver mint purple black ဆိုတော့ဒီ5မျိုးရဲ့ပြီးနောက်တစ်ခုကကျွန်တော်ပြပြပေးသွားမယ့်အကြောင်းအရာတော့ကင်မရာပိုင်း ါကင်မရာမန်အရန်ကြိုက်လို့အခုမှပြပြတာပေါ့နော်ဆိုတော့ပုံမှန်ဆိုလို့ရှိရင်ဒါ50 megapixel ပဲပါတဲ့ဖုန်းတွေကအလုံးမဲ့တီးကြတဲ့အတိုင်းပဲကျွန်တော်ဒါဇွန်ဆွဲပြီးရိုက်တယ်ဆိုလို့ရှိရင် focus မပြတ်တဲ့ပြဿနာတွေပုံဝါပြီးတော့ထွက်လာတဲ့ပြဿနာတွေကျွန်တော်ခဏခဏကြုံရတယ်ကျွန်တော်အခုလက်ရှိခိုင်းနေတဲ့ဖုန်းမှလည်းအဲ့လိုမျိုးကြုံရတော့ဒါပေမဲ့ဒီကောင် Vivo 2X200S ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ Zone 30X လောက်ထိကိုရိုက်ပြီးတော့ပုံထွက်လာတယ်ဆိုလို့ရှိရင်တော့လုံးဝကြည်တောက်ရှင်း focus မပြတ်တာမျိုးမဖြစ်ဘူးဆိုတော့တော်တော်လေးကိုမှတဘောကြရတယ်။သုံးမိထားတာကလည်းသူ့ရဲ့ main camera တုံးလုံးလုံးကကျွန်တော်50 megapixel ပဲသုံးမိထားတာ။ဘာမှထူးထူးခြားခြားကြီးသုံးမိထားတာမျိုးမရှိဘူး။ဆိုတော့ဘာတွေက power လဲရတော့ကျွန်တော်ဒါ chain တွေပေါ့တည်ရဖို့အတွက်ကလက်ထဲကိုဖုန်းအောင်လာလို့ရှိရင်တော့ပို့ပြီးတော့ share plan နဲ့စမ်းပြပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ကြည့်ရှုပြီးပရိသတ်များအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ် review video တွေဘာတွေလုပ်ပေးစီခြင်းလဲ comment မှာရေးခဲ့ပြီပါ။အားလုံးပဲ see you guys. you